ပံကာတလုံးရလာတယ်ဗျာကျွန်တော်ဒီမှာဖလက်ထိုးပြီးနှိပ်ကြည့်လိုက်သူကလည်းနှေးရနော်လောင်းဝဒီမှာနံပါတ်1နဲ့2ဆိုရင်လောင်းဝမရောနိုင်ဘူးကြာနံပါတ်3ဖွင့်ခြင်းနံပါတ်3ကြတော့လည်းနည်းနည်းလဲရတာပေါ့နော်အလေးအားမရှိပါဘူးဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ပြင်လိုက်အောင်ဒီမှာကျွန်တော်မီဖလက်ထိုးလိုက်မယ်နော်မီဖလက်ထုတ်ပြီးသွားရင်ကျွန်တော်ဒီအချင်းလေးတွေကိုကျွန်တော်ဖြုတ်လိုက်မယ်နော်ချင်းဖြုတ်โอเค ်ချင်းနေပါလေဖျောက်ပြီးသွားရလို့ရှိရင်တော့ကျွန်တော်ဆက်ပြီးတော့ပြင်ရမှာပေါ့နော်အရွက်လေးဖျောက်လိုက်မယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီဖောင်းနေပါရှိလားလောက်လားဆိုတော့ကျွန်တော်လိုက်ကြည့်တာပေါ့နော်ဒီချင်းလေးဖျောက်လိုက်မယ်ပြီးသွားရင်ဒီမှာကွဲနေရနော်ဒီမှာဖောင်းနေမှာတော်ကျွန်တော်ဝောက်လေးနဲ့ဖျောက်ထုတ်လိုက် โอเคဖြောက်ပြီးွားရင်ဒီအနောက်အဟာလေးကိုကျွန်တော်ပြန်ပြီးတော့ဆွဲထုတ်ဒီဟာလေးတွေကျွန်တော်ဖြောက်မှာเนาะအဲဒါဆိုရင်ထွက်လာပြီဒီနောက်အကောင်တော့မကွဲနေတယ်เนาะမူလီထဲမှာဟော sorry မူလီထောက်တာပေါ့နော်နောက်ဟာလေးထွက်လာပြီဆိုတော့ကျွန်တော်တန့်ရှင်းရေးနည်းနည်းလောက်လိုက်မှာမပြင်ခင်မှာ โอเคပြီးရင်ဒီမှာကျိုးဖြူလေးတွေပြက်နေတယ်ပေါ့နော်တန်လေးကိုကျွန်တော်ညှက်ထုတ်လိုက်တာပြီးရင်ဒီမှာဖြောက်ထုတ်လိုက်အဲဒီလိုလေးဖြောက်ထုတ်လိုက်ကွဲနေတဲ့ဟာလေးတွေပေါ့နော်ဒါကျွန်တော်ပြီးသွားရင်ဒီကောင်ကိုအစ်စ်တလုံးလဲပေးရမှာနော်အဲ့ဒီအနောက်ကပယ်ညာလဲတဲ့ဟာလေးပေါ့နော်ပြီးရင်ကျွန်တော်တို့ပွိုင်ဖြောက်မယ် only လေးလုံးရှိတယ်အဲ့ဒါလေးကိုကျွန်တော်အကုန်ဖြုတ်ဖြုတ်ပြီးရင်ကျွန်တော်အသားလေးဆွဲထုတ်လိုက် coin point ဘုတ်တော့အဲ coin တောင်းပြုတ်မကြအောင်ကျွန်တော် only တတ်ထားလိုက်ပြီးရင်ခုနပြုတ်နေတဲ့ကျိုးဖြူလေးကိုကျွန်တော်ပြန်ပြီးတော့ฉีกထားလိုက်မယ်เนาะ ပြန်တေချာပြန်ချိမယ်သူ့နေရာနဲ့လို့ကောအနည်းဆုံး2ချောင်း3ချောင်းအနည်း4ချောင်းတိကျွန်တော်တို့ချိလို့ရပါနော်โอเคฉีบิวอ่ะကျွန်တော်ကကြီလေးနဲ့ဖြတ်ထုတ်လိုက်မယ်เนาะပြီးတော့ကျွန်တော်ပန်ကမှောက်ချပြီးတော့အသင်းရှင်လောက်ပြရမြင်ပါ အဲစီတွေပါကြီးတွေပေးနေရင်လည်းကျွန်တော်အောက်ချကြီးတွေအကုန်တောက်ထောက်မယ်စီတွေပါပြီးရင်ခဏဝင်ရောက်ကြနေတဲ့နေရာဒီမှာစီ6နေတော့နော်တကယ်ထဲကစီလေးပြန်ဖြည့်ပြရအောင်အထဲမှာစီခံတဲ့ port တောင်းရှိတယ်ပေါ့နော်အဲ့ဒီ port တောင်းမှာစီလေးပြန်ထည့်ပေးလိုက်โอเคซีว่าอ๋อส่งไปว่ายังที่ဝင်ရိုးလဲကျွန်တော်တေချာကြည့်ပါနော်ခဏညစ်ပတ်တင်လဲကျွန်တော် တောက်ပြီးွားရင်ဒီအရှိမစီရှိလားကျွန်တော်ဆက်ထောက်လိုက်အဲဆက်ထောက်ပြီးွားရင်ကျွန်တော်ဒီစီခွက်တန်းမှာပဲကျွန်တော်အရှိရောနောက်ရောကျွန်တော်ပြန်ပြီးတော့ထည့်လိုက်ဒီလိုလေးစီထည့်ပြီးွားရင်ကျွန်တော်ဒီမှာဝင်ရုံးမှာလည်းကျွန်တော် ဘဘလေးနဲ့ဒေတာတန်တန်လေးတောက်ပြီးတော့စီလေးပြန်ဖြည့်လိုက်နော်ဒါဆိုရင်ဝင်ရုပ်ကြက်နေတဲ့ဟာဒီပြန်လဲသွားတယ်ကျွန်တော်ဖွင့်ကြည့်တာအဲဟိုရောက်မယုံနိုင်ဝင်ရုပ်ကြက်တာလည်းဖြစ်နိုင်ရပါဘောနော်โอเคကလွန်ထက်စီရောဝအောင်ထဲပါနော်ဒီဝိုင်းကျွန်တော်ပန်ကာထောင်ပြီးတော့ပြန်တက်လိုက်မယ်ပြန်မနေနေကြီးကတ်ဒါလေးကိုတောက်ပြီးတော့ကျွန်တော်ပြန်တက်လိုက် ဝင်ရောခြောင်းတော့ရင်တော့သူလဲနိုင်ပြီထင်တာပဲဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တက်လိုက်ပါပြီကျွန်တော်မူလီလေးလုံးပုံပြန်ထည့်လိုက်မယ်အလုံးရှိရပါတော့เนาะဒါကျွန်တော်ဗီဒီယိုနည်းနည်းလေးမြန်လာတော့ပါတော့เนาะကျွန်တော် မိနစ်တားကြမှာဆိုလို့ပေါ့နော်ကျွန်တော်ဒီလိုနောက်ခံစကားပြောတဲ့ဗီဒီယိုတခါမှမလုပ်ဘူးကျွန်တော်အားနေချက်လေးရှိရင်တော့နားလည်ပြီပေါ့နော်ကျွန်တော်ဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်အောင်ကျွန်တော်ပြင်ထားတာလေးပေါ့โอเคဝင်ရောလက်ကြည့်မယ်စီထည့်ကြည့်မယ်ပြီးရင်ရှေ့နောက်ခောက်လိုက်မယ်เนาะโอเคဒီလောက်ဆိုပေါ့တော့ပြီ ဖော်ပြီးပါရင်ကျွန်တော်ရင်းနောက်မှာလည်းပြန်ထည့်โอเคပြင်ခုနကွဲသွားတဲ့ဒီဘက်ညလဲတဲ့ကောင်လေးကိုကျွန်တော်အစ်စ်တစုံလဲလိုက်တော့ပေါ့နော်ဒါတော့ကျွန်တော်မှာအပူရှိတဲ့အတွက်ကျွန်တော်ကောက်ထည့်လိုက်ရောမှာတကယ်ချင်းတော့မရှိရင်တော့ဝယ်ရမှာပေါ့နော်โอเคဒါလေးပြန်ထည့်ဒီမှာတော့မူလရတော့၃လုံးပေါ့နော် ဒီဂျိုးမြတ်တဲ့ကလစ်လေးအမေးနဲ့တော့အမေးနဲ့ကျွန်တော်ကုန်ပြန်ထဲသူညာနဲ့အဲဒီအောက်မှာလည်းရှိသေးတယ်ကုန်ပြန်တက်လိုက်ပေါ့နော်အဲခုလိုပြန်တက်ပြီးသွားရင်ကျွန်တော်ဒီအောက်မှာလည်းနည်းနည်းခြောက်နေတဲ့အတွက်ကျွန်တော်ညှပ်ပေးလိုက်။ Okay ပြီးသွားရင်ကျွန်တော်အပေါင်းပြန်တက်လိုက် အောင်ပြန်တက်ပြီးမှကျွန်တော်တို့ဖွင့်ကြည့်အောင်ပေါ့နော်ဘယ်လိုလာမလဲတော့မသိသေးဘူးဒီချာကြည့်ပေါင်းရှိတာမရှိရပေါက်တဲ့ရောထည့်ထည့်လိုက်ကဲဖန်ကဖုန်းတော့ပြောင်းပြန်ပါတော့နော်အထွက်ဘက်လှည့်ရင်သူကဝင်တယ်ပေါ့နော်အဲကြက်ကြက်လေးထည့်ပေးသူကအပြင်အချင်းလေးကျွန်တော်ပြန်ထည့်လိုက်မယ်ဟုတ်ကဲ့ပါဒါဆိုရင် တော့တက်လို့ပြီးတော့ okay ကျွန်တော်ဘလတ်ထိုးလိုက်ကထိုးပြီးဖွင့်ကြည့်လိုက်ပါအာလဲသွားပြီနော်ခုနနံပါတ်1မလဲဘူးနော်နံပါတ်2လည်းမလဲဘူးခုနံပါတ်1လည်းလဲပြီနံပါတ်2လည်းလဲပြီဒါဝင်ရိုးကြက်လို့ဖြစ်တာโอเคရသွားပြီအာပညာလဲတဲ့ဟာလည်းအဆင်ပြေသွားပြီဒါဆိုရင်ကျွန်တော်ပိုင်ရှင်ပြန်ပေးလို့ရတယ် ဆုံးဖြတ်ကြည့်ပေးတဲ့ငယ်ချင်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို like နဲ့ subscribe လေးမလုပ်ရသေးဘူးဆိုရင်တရားတစ်ချက်တော့အားပေးတော့ပါကျွန်တော်နောက်တော့ video လေးလုပ်ပေးပါခင်ဗျကျေးဇူးများတင်ပါခင်ဗျအားလုံးပဲအာ okay